ရှင် listener 7 channel ကပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ စာဖတ်သူအိမ်ထက်ဖြစ်ပါရှင်။ကျမခုဖတ်ပြမှာကတော့20ရာစုမြန်မာဝိထုတိုတရားစာအုပ်မှ1980ခုနှစ်ကစာရေးဆရာကြီးမင်းနီရေးသားခဲ့တဲ့ထိုတကြံလို့အမည်ရတဲ့ဝိထုတိုလေးပဲဖြစ်ပါရရှင်။တကြံတော်တော်များများကိုကြုံခဲ့ဘူးပါလေ။ရခိုင်တကြံကိုအမြဲတမ်းမှတ်မိနေခဲ့ဘူးပါလေ။ရက်ွက်အလိုက်ရေကစားကြတဲ့အမျိုးသမီးကလေးတွေက မန်းတက်ထိုးပြီးငွေဖလားကြီးတွေအသင့်ကင်လျက်စီတန်းရင်ကရေအပြည့်ထည့်ထားတဲ့လောင်းကြီးပေးမှစောင့်နေကြတယ်။ရေကစားသူ အမျိုးသားများနဲ့ရေလောင်းမှုစောင့်နေကြသူ အမျိုးသမီးများအကြားမှာရာဇမတ်ကာထားတယ်။ကိုနဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့လုံမငယ်အားမိမိမှာပါလာတဲ့ဖလားကိုထိုးပေးရင်မကြီးရှည်ရေပေးပါလို့တောင်းရတယ်။ရေရတဲ့အခါမှာ ခွက်ငယ်ကလေးနဲ့တခွက်ချင်းလှမ်းပတ်ရင်ကြပြာကိုလည်းရွတ်ကြတယ်ဇကထာကိုလည်းဖွက်ကြတယ်စောင်းမရိတ်ချီရှင်သာရခိုင်တစောင်းလောဆိုတဲ့မြောက်လုံးကလေးတွေပေးရင် ထေရချိတ်ရပြောရဆိုရကြတယ်ရင်လဲရင်နေပျော်လဲပျော်ခဲ့ရတယ်မဟုတ်ပါလားရန်ကုန်တကြံကတော့အဲ့ဒီလိုမဟုတ် ရေပတ်သူတွေဟာယောက်ျားမိန်းမပါရှုပ်ရှက်ခတ်နေတယ်ရေပတ်ခံသူတွေကလည်းမော်တော်ကားနဲ့လာကြပြီး အမျိုးသမီးရောအမျိုးသားရောရှုပ်ထွေးနေတယ်။ရေပတ်တဲ့သူတွေကလည်းရေပိုက်တွေနဲ့တရချမ်းပတ်ကြတယ်။ရေပတ်ခံသူတွေကတော့ရီတာပေါရီတာပေါလို့အော်ရင်ဟိရင်ကုန်းခံကြရတယ်။ဒါကတော့စစ်မဖြစ်မီကရန်ကုန်တကြံဒီစစ်ပြီးခေရန်ကုန်တကြံကတော့တမျိုးပြောင်းလာတယ်။ရင်ကြီးလာတယ်။အလှပြကားတွေအကပြကားတွေတွင်းလာတယ်။ဆက်ယုံ အလုတ်ယုံတွေက အလှပြရင်ကြော်ညာရင် ငွေကုန်ကြေးကျခံကထွက်လာကြတယ်။နိုင်ငံရေးထိတ်လုံးတွေနဲ့ရင်ဖွဲ့နဲ့အဖွဲ့တွေပေါ်လာတယ်။အခုခစ်ပြောင်းလာခဲ့ပြီ။ရေတက်တက်အပတ်ခံလာကြတယ်။ရေပတ်ခံလူငယ်ကလေးတွေကလုံမငယ်တွေကို ထိတ်တဲ့သဘောနဲ့အဖွဲ့အမြည်တွေမှာကိုတို့ကတော့မပြောတော့ဘူး။စံတူပုတ်တိုက်ကိုတို့အကြိုက်မပွင့်နဲ့နော်။ပွင့်ရင်စားမှာပဲ။တောင်လီတိုက်လီ ကိုမောလီစသဖြင့် ဗဟေနီလိုလိုရင်ဖွင့်တန်လိုလို စာတန်းတွေချိတ်ဆွဲလာကြတယ်နိုင်ငံရေးထိတ်လုံးတွေနဲ့အလှပြတတ်တတ်အဖွဲတွေကွယ်ခဲ့ပြီကျွန်တော်ဟာရခိုင်တကြံရန်ကုန်တကြံမန္တလေးတကြံနဲ့မော်လမြိုင်တကြံတို့ကိုပါခေအဆက်ဆက်ကြုံခဲ့ဘူးပါတယ်ဒါပေမဲ့မြည်သည့်တကြံကိုမှ အထူးတလဲစာဖွဲ့ဖို့တော့အကြောင်းမရှိခဲ့ပါဒါပေမဲ့ထိုတကြံဟူ၍စာဖွဲ့ရမယ်တကြံကလေးတစ်ခုအကြောင်းကိုတော့ 15နှစ်တာလွန်ခဲ့ပြီပဲလေမေးမရနိုင်တာကြောင့်အမှတ်တရရေးပြခြင်းပါတယ်ကျွန်တော်ဟာ အထက်ချင်းတွင်းကိုပြည်တော်သာခစ်ကရွာတရွာမှာ ကျမ်းမာရေးမှုအဖြစ်နဲ့ပထမဆုံးအလုတ်ဝတ္တရားစတင်ထမ်းရွက်ခဲ့ရပါတယ်ကျွန်တော်ရောက်နေတဲ့ရွာကလေးဟာအင်ဂျီ80ခန့်သာရှိပေမယ့်မြစ်ကမ်းနှစ်ဖူးမှတာရတယ်အစုံအစံတင်းမောစိုက်ကတ်တာကြောင့်စိုးစိုးပြေးပြေးရှိတယ်တည်င်းစား မဂဇင်းမှန်မှန်ဖတ်ရတယ်။ဒီရွာကလေးမှာအစိုးရအမှုဌာနလို့ဆိုရအောင်ရွာတကြီးဥဖို့အောင်နဲ့ကျွန်တော်ပဲရှိတယ်။တခါတရံမှမြို့ပိုင်းနေပိုင်းတို့ နေလှရင်ရောက်လာတယ်။တစ်တော့ဘက်အမှုဌာနတွေရဲဘက်အမှုဌာနတွေလည်းရံဖန်ရံခါမှရောက်လာတတ်တယ်။အဲ့ဒီအချိန်တုန်းကနေအခြေအနေဟာလုံခြုံမှုမရှိပါ။နေလှခီးမထွက်နိုင်ခဲ့ပါ။ဒါကြောင့်ဒီရွာကလေးမှာပဲအဖော်အလော်မရှိ အထီးထီးကုန်နေခဲ့ရပါတယ်။ ဒါပေမဲ့စစ်ပြန်ကိုဘမီတယောက်တော့အပေါင်းအသင်ရှိပါတယ်ကျွန်တော်လိုအပ်သမျှကူညီပါတယ်ကျွန်တော်ထံကသတင်းစာမဂ္ဂဇင်းငှားရမ်းဖတ်ပါတယ်ကိုဘမီရှိနေတာကြောင့်ကျွန်တော်မှာစကားပြောဖို့ရလာပါတယ်ရွာကန်လူကြီးတွေကတော့ရှိကြပါတယ်ရရေးရွာရေးအကြောင်းဆွေးနွေးရုံကအပတခြားတခြားအကြောင်းတွေအပြင်းပြေဆိုသလိုပြောခွင့်မရပါလူငယ်လူရွယ်တွေကလည်းကျွန်တော်ကို လူကြီးဝိုင်းကို ပို့ထားကြဟန်တူပါတယ် ရောဝင်ရင်းနေခြင်းမရှိလာပါအပေါင်းသင်းဘက်မှာ ကျွန်တော်ကြားဆောင်နေပါတယ်နေဝင်စားပြုရင် ကို့အိမ်ကိုပိတ်မိမိနေတက်ကြတာကြောင့်ရောက်စားကများစွာ အနေကျုံနေခဲ့ရပါတယ်အစုံအစံသင်းဘောတွေစိုက်ရင်တော့ရွာဟာတော်တော်စီပါတယ်တော်တော်နဲ့လည်းမအိတ်ကြတော့ပါ သင်းဘောစင်စည်းဝယ်သူတွေသင်းဘောပေါ်ကစင်းပြီးရွာထဲလေပတ်သူတွေရွာပေါ်တက်ပြီးအရက်ပုံးရှာတောက်သူတွေရွာထဲကသင်းဘောကိုစင်းပြီး ဟင်းဒီဟင်းရွက်နဲ့ငားရောင်သူတွေစသဖြင့်စူစူညံညံစီစီကားကားဖြစ်နေပါတယ်။ကျွန်တော်နဲ့ကိုဘမီတို့လည်းသူများနီးတူသင်ပေါ်ဆင်းကြပါတယ်။အခုအခါမှာစားစရာဝယ်ချမ်းချင်းဒါမှမဟုတ်အ ਨੇ ဆုံးတကြားနဲ့ဖြော်တဲ့ကော်ဖီလက်ဖက်ရည်တောက်ရင် သင်ပေါ်မီမိတ်ခံပြီးမှရွာပေါ်ကို ပြန်တက်ခဲ့ကြပါတယ်။ဤဒီပင်လင်ကျွန်တော်အတွက်ကြံရစ်ခဲ့တဲ့ကဘာတစ်ခုဖြစ် ဆက်သွယ်ခွင့်ရခြင်းအကြောင်းရင်းဟူ၍အောက်မေ့ရပါတယ်။ဒါကြောင့်လဲတင်မောရက်ကိုလက်ချိုးပြီးစောင့်နေကြရတယ်။တင်မောလာတော့ပျော်ပြီးတင်မောသွားတော့ဟာနေကြရတယ်။တင်မောစိုက်တိုင်းဆိုသလိုအတိတယောက်ပါနုံနုံမိဘနဲ့နှမရီထံကတစုံတရာပေးလိုက်နုံနုံစာကလေးတစောင်းတလီရောက်နုံနုံနဲ့မျော်ရင်စင်းကြရပါတယ်။နောက်ဆုံးသတင်းစာ အထုတ်နဲ့မဂဇင်းအသစ်တွေရလာရင်တော့ဝမ်းသာကြရပြီး ကိုဗမီနဲ့ကျွန်တော်တို့မှာသင်္ဘောဆိုင်တိုင်းဝိတရားကြီးတစ်ခုအဖြစ်နဲ့ဆင်းကြရပါတယ်။တခုသောသင်္ဘောအစံပတ်မှာတကြီးဥဖို့အောင်ပါလာတယ်။သူနဲ့အတူခတ်သွဲသွဲခတ်ချောချောခတ်ဖြူဖြူခတ်နုနုအဝိအစားတစ်တစ်ခစ်ဆန်းဆန်းနဲ့အမျိုးသမီးကလေးတူပါလာပါတယ်။ကျွန်တော်ကသူ့ကိုကြည့်တယ်လို့သူကလည်းသင်္ဘောစိတ်တို့ပြားပန်းခတ်ဆင်းလာကြသူတွေအနက်မှကျွန်တော်ကို ရွေးပြီးကြည်နေတယ်လို့ထင်ပါတယ်။ဥဖိုးအောင်ကစောစောကပြောထား၍ဖြစ်ပါလိမ့်မယ်။ဥဖိုးအောင်ဟာသင်္ဘောကုန်းပေါင်ဘောကတောင်ဆက်ကိုဆင်းဆင်းချင်းကျွန်တော်လက်ကိုဆွဲ၍သူ့မျက်နှာမှာလဲအလွန်ရွှင်နေဟန်နဲ့ဆရာကြီးကျွန်တော်တို့စီမှာတော့ကြောင်းရကိုတေးကြသွားပြီဆရာကြီးအခုပညာဝန်စီကပြန်လာတာဆွဲခန့်အနေနဲ့ဆရာမလေးထည့်ပေးလိုက်တယ်လို့ပြောရင်လက်တစ်ဖက်ကအိယာလေးကို ပခုံးပေါ်ထန်းကာ ကိုကိုလှဲ့၍ကျွန်တော်ပြောတဲ့ခလေးမဘက်ကိုခေါင်းညိပြပါတယ်ကျွန်တော်ကိုမြင်တဲ့အခါမျက်လွှာကြီးတစ်ချက်ပင့်ပြီးတဖန်မျက်လွှာကြီးကိုချလိုက်ပါတယ်ကျွန်တော်ထက် ခုနှစ်နှစ်ရှစ်နှစ်ခန့်ငယ်ပါလိမ့်မယ်အဲ့ဒီအချိန်တုန်းကကျွန်တော်အသက်ကအစိတ်ခန့်ရှိပါမယ်ကုန်းပေါင်ပေါ်ကလူတွေကဥဖိုးအောင်ကိုတိုးဝှက်ပြီးဆင်းသူဆင်းတက်သူတက်လုံနေကြပါတယ်ခလေးမလည်းဥဖိုးအောင်ရဲ့နောက်နားမှာကပ်နေပြီးတိုးဝှက်တက်သူဆင်းသူတွေကို တိမ့်ပေးနေရရှာပါတယ်။ဥဖိုးအောင်ကမိတ်ဆက်ပေးတဲ့အခါကျွန်တော်ကလည်းကိုကိုမှတ်ပြီးမျက်နှာကိုခက်ပြုံးပြုံးလှုပ်ရင်းဦးလေးကြီးတယောက်ရဲ့ဟန်ပန်ကိုဖမ်းပြီးတငယ်မလေးဆရာမကိုငုံကြည့်ကြည့်ပါတယ်။အဲ့ဒီအခါဆရာမတငယ်မကလေးဟာမျက်လွှာကြီးတစ်ချက်ပင့်ကြည့်ပြီးမျက်လွှာကြီးကို ပြန်ချရင်ခေါင်းငုံနေပါတယ်။အဲ့ဒီအချိန်မှာသူ့အရက်ဟာပိုပုသွားဟန်ရှိပါတယ်။ကျွန်တော်နောက်မှကိုဘမီယာတွတ်လာတယ်။အာတိတ်ကောင်းတာဗော။ ဒါဖြစ်ဘာတွေတဲစရာရှိသေးတယ်လဲပါကြီးအောင်အဲ့ဒီလိုပြောရင် ကျွန်တော် နောက်ကနေပြီးရှေ့ကို တိုးဝှေ့ရောက်လာပါတယ်နေပါစေကွာရွာထဲကခင်မတို့တန်းရင်တို့ကိုပစ္စည်းတွေအပ်ခဲ့ပြီးပါပြီကိုင်ဆရာလေးသွားအောင်မယ်ညကြတော့သာဆရာအိမ်မှာရွာလူကြီးတွေနဲ့အတူကျောင်းကောမဒီဖွဲ့ရအောင်လာခဲ့တော့မယ်ဆိုပြီးစဉ်းသွားပါတယ်ဆရာမလေးလေဥဖို့အောင်နောက်ကလိုက်သွားပါတယ်ကိုဗမီကကျွန်တော်အနာကရင်ဆရာကြီး ဗာကြီးအောင်ညာတယ်လို့တော့မဖြစ်တန်ကောင်းပါဘူးပြောရင် သူ့ဟာသူရီးပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ကိုဘမေရဲ့အပြင်တခြားကဘာကကျွန်တော်တို့စီလူအစ်တစ်ယောက်တော့ရောက်ခဲ့ပြီလို့ကြိတ်၍ဝမ်းသာခဲ့ရတယ်။ဆရာမလေးအမိဟာမခင်ဝိုင်းဖြစ်ပါတယ်။သူဟာမုံရွာခရိုင်အတွင်းမြို့နယ်တစ်ခုမှအညာကိုရောက်လာခြင်းဖြစ်ပါတယ်။အစိုးရစစ် ကိုရန်အောင်ပြီးပါပြီ။ဆယ်တန်းဆက်မနေနိုင်တော့တာကြောင့်အလုရှာရင် အတော်ရီရှိရာ မော်လိုက်ကိုရောက်လာခြင်းဖြစ်ပါတယ်။ကျွန်တော်တို့ရွာမှာစုပေါင်းဆောက်ထားတဲ့ကျောင်းကလေးတစ်ခုရှိပါတယ်။ဒါပေမဲ့အခုဆရာမရှိပါ။အရင်လှုပ်အားပေးတဲ့ဘောနဲ့စေတနာဝန်ထမ်းဆောင်ရွက်နေတဲ့ဆရာကလည်းဆရာဖြစ်တင်တန်းတက်ရောက်နေရပါတယ်။ဒါကြောင့်ကျောင်းကလေးမှာကျွန်တော်ကပဲဆရာအစားဝင်ရောက်ပြသနေရပါတယ်။ကျွန်တော်အားကိုညီပြီးဥပစင်တပါးနဲ့ကိုဘမီတို့ကလည်းပြသကြပါတယ်။ဒါပေမဲ့ယာယီအဖြစ် အစိုးရအတိအမှတ်ပြုမခံရပဲရှိနေပါတယ်။ဒီအချိန်မှာဆွဲခန့်ဆရာမမက်ခင်ဝိုင်းရောက်လာရခြင်းဖြစ်ပါတယ်။ကျွန်တော်တို့လည်းဝမ်းသာကြပါတယ်။ရွာရှိ လူတွေကတော့စိုးပွဲ မရှိတော့ပြီးမက်ခင်ဝိုင်းအတွက်တအိမ်စီအလှည့်ကျထမင်းအုပ်ပို့တဲ့အထိပြုစုထားကြပါတယ်။နေရတကာမှာဆရာမဆရာမနဲ့ဖူးဖူးမှုတ်ထားကြပါတယ်။နောက်ဆုံးမင်္ဂလာဆောင်ဆိုရင်မက်ခင်ဝိုင်းကတတို့သမီးကိုပြင်ပေးမှ ရှင်ပြုနားထွင်းဆိုရင်မခင်ဝိုင်းပြင်ပေးမှနဲ့တစတစတရွာလုံးမှာမခင်ဝိုင်းချေမခင်ဝိုင်းလက်ဖြစ်လာပါတယ်မခင်ဝိုင်းကလည်းလူပေါင်းသူပေါင်းကောင်းတယ်လို့ဘယ်နေရာမှမလစ်လက်အောင် ရရေးရွာရေးတွေမှာကူညီတတ်ပါတယ်ကျွန်တော်စေးပေးကန်းတော်မှာတစ်ခါတစ်ခါဝင်ကူပေးပါတယ်အလုံးနဲ့လက်မပြဲမှနေတတ်သူဖြစ်ပါတယ်အလုံးမရှိရင်အိမ်ကိုလွမ်းတက်တယ်လို့ပြောပါတယ်ဥဖိုးအောင်ကတော့မခင်ဝိုင်းကိုဆောင်ကျင်းခဲ့ရတာကြောင့် မျက်နှာပန်းပွင့်နေတော့တယ်။တကြီးတက်တန်းကုံတစ်ဖြစ်နောက်ထပ်တင်မြှောက်ရမယ်ဆိုအောင်တော့ဥဖိုးအောင်ပြန်၍ရမှာတေချာနေတော့တယ်။ဥဖိုးအောင်ရဲ့ညီဘဲခင်မှာမက်ခင်ဝိုင်းကိုမြင်ရတတ်တယ်။သူ့အဆိုမှာစိုက်ပျိုးရေးလက်တွေ့ဆင်းနေခြင်းလို့ဆိုတယ်။ဥဖိုးအောင်ရဲ့ခလေးတွေနဲ့အတူမက်ခင်ဝိုင်းကိုရေချိုးစိမ်မှာတွေ့ရတယ်။ခလေးတွေကလည်းမက်ခင်ဝိုင်းရောက်လာမှတန်တန်ပြန့်ပြန့်ကလေးဖြစ်လာကြတယ်။ တတိကတော်မတ်တင်မဆိုရင်စိုးစရာမရှိပြီးဝေကောင်းစားလတန်တန်နဲ့ပန်းတွေကိုတောင်ပန်ပြီးသင်္ဘောစိတ်ကိုဆင်းပြီးဈေးဝယ်တက်တယ်ကော်ဖီမှုတ်နို့စီတကြားဝယ်ရင်အဝိုင်းကကော်ဖီကြိုက်တယ်အခုတော့သူ့မောင်လေးကပါ ကော်ဖီကြိုက်လာပြီလို့သူ့ကလေးတွေကိုပါစာဖွဲ့သွားတက်သေးတယ်မခင်ဝိုင်းဟာ မတ်တင်မကြောင့်အဝိုင်းဖြစ်လာတယ်ဒါပေမဲ့ကျွန်တော်နဲ့ရင်းနှီးလာတဲ့အခါကျွန်တော်ကဘဲဥမာလို့ခေါ်ပါတယ် အဲ့ဒီလိုခေါ်တော့မခင်ဝိုင်းကသဘောကျစွာနဲ့မျက်လွှာကြီးကိုပင့်ပြီးမျက်လွှာကြီးကိုပြန်ချရင်ပြုံးပါလေဘဲဦးလိုဝိုင်းရှည်ရှည်ဖြူဖြူကလေးမဟုတ်လားမခင်ဝိုင်းဟာတက္ကသိုလ်ဝန်ထမ်းကိုအလွတ်ဖြေမယ်လို့အားခဲထားသူကလေးဖြစ်တယ်အဲ့ဒါကြောင့်အင်္ဂလိပ်စာနဲ့သင်ချာဘာသာကိုကျွန်တော်ထံကနေ့စဉ်ကျူရှင်လာယူနေပါတယ်ကျွန်တော်ကလည်းဂယုတဆိုင်သူ့ဘဝသူရုန်းကန်နေသူမို့သင်ချာပြတာပေးပါတယ် စ조사ပြသပေးပါတယ်။조사တဲ့အပြင်အခြေခံလဲကောင်းတာကြောင့်တင်ပြရမှာအလွန်ခရီးပေါက်ပါတယ်။ဒါကြောင့်လဲမခင်ဝိုင်းနဲ့ကျွန်တော်ဟာပုံမူရင်းနှီးခင်မင်ကြပါတယ်။သူကျူရှင်လာอยู่တိုင်းဥဖို့အောင်ရဲ့သားကလေးတယောက်အဖော်ပါလာတက်ပါတယ်။ဥဖို့အောင်ရဲ့သားကလေးကိုလည်းတဘာတဲ့စာအကျက်ခိုင်းရပါတယ်။ကျွန်တော်အိမ်ကလေးမှာည၈နာရီခွဲ၉နာရီအထိအာလာရင်ဓမီတစ်လုံးနဲ့ထိန်နေတက်ပါတယ်။တစ်ခါတည်းရန် သူတို့မရောက်လာရင်တော့ပြင်းနေတတ်ပါတယ်။အဲ့ဒီလိုနေလာခဲ့ကြရာကတခုသောတကြံကိုရောက်ခဲ့ပါတယ်။တကြံရဲ့အတွင်းကအဝိုင်းဟာစာမေးပွဲဖြေပြီးပါပြီ။ကြောင်းပိတ်ထားပေမဲ့လည်းအောက်ကိုမပြန်မဲရွာကိုပြန်လာနေပါတယ်။တကြံရဲ့ပြီးမှ ပြန်မယ်လို့လို့ပြောပါတယ်။မရေရာလာပါ။တကြံလို့သာဆိုရပေမဲ့လည်းအညာကြီးလက်မှာမေမေရရရေကစားခြင်းမျိုးမရှိပေ၆ကတ်နေပါတယ်။တခါတရံညင်မိုင်းမှာ ခတ်နှောက်နှောက်လူငယ်ကလေးတွေသာ အပြိုကလေးရှိရာအိမ်တွေကိုလိုက်လံချောင်းချောင်းပတ်ကြတယ်။နေခင်းမှာဥပုပ်တဲ့င်းဆောက်တည်ခြင်းညနေမှာရေလှူခြင်းတွေနဲ့ဖျားတွေကြောင်းနေမှာလူစီကားနေပြီးရွာထဲမှာတော့ခြောက်ထွေနေပါတယ်။အဲ့ဒီရာသီမှာအင်ဂျင်ပန်းတွေက တောအနှံ့တောင်အနှံ့ဖွေးဖွေးဆွအောင်ပွင့်နေကြတယ်။တတော်လုံးမှုေးပြီးတရွာလုံးတင်းနေတက်ပြီးတယ်။နောက်ပြီးအော်အော်တန်ကတကြောကြောနဲ့လွမ်းဆွဖွေပင် ကောင်းနေတယ်။ကျွန်တော်ဟာ အင်ဂျင်ခိုင်ကြီးတစ်ခုလုံးကိုကိုဘမီ ပေးလာတာကြောင့်ဖះမှာတချို့ထိုးတချို့ကိုခွဲပြီးတင်းထားလိုက်တယ်။ပြီးရင်စင်းနူတော်ကလေးကိုရေတက်ပဲအမွေးအထုံဖြန်းပြီးတကြံရက်နေ့အထင်းအမှတ်အဖြစ်ကုသိုလ်ပြုလိုက်ပါတယ်။အဲဒီနောက်လှုပ်စရာကင်စရာမေမေရရမရှိတော့တာကြောင့်စာအုပ်စင်ကဝတ္ထုဟောင်းတအုပ်ကို ရွေးထုတ်ပြီးအေကန်းပလက်ကလတ်ထိုင်မှာအိမ်အဝင်းတက္ကမကြီးကို ကြောပေးပြီးကြကြနာနာဖတ်နေမိပါတယ်။ ကျွန်တော်အိမ်ကလေးမှာ ရွာရဲ့တောင်အစွန်ဘက် မြေကမ်းနှစ်ဖူးပေါ်မှာရှိနေပါတယ်ဝရဏကလေးကကြည့်လိုက်ရင်ချင်းတွင်မြစ်ပြင်နဲ့တောင်မြင်ကြီးကိုမြင်နေရတယ်တစ်ဖက်ကမ်းကတောအုပ်တောင်ရိပ်တို့ကိုစိမ့်စိမ့်လန်းလန်းနဲ့ရှုမောပွေရာတစ်ခေါက်တစ်မျောမြင်နေပါတယ်အဲ့ဒီလိုစာမစိတ်ဝင်စားနေမိစင်မှာပဲဂုံမှကြောတလျှောက်လုံးစိတ်ငနဲ့အေးသွားတာကြောင့်လန့်သွားပါတယ်ထားကြည့်လိုက်တဲ့အခါဘဲဥကိုတွေ့ရပါတယ်ဘဲအချိန်က 6ထက်တက်ရတဲ့ဝရဏာလှေကားကခြေတံမကြအောင်တက်လာပြီးရေလောင်းလိုက်တယ်မသိကျွန်တော်လန့်ပြီးထခုံမိတာကို သူသဘောကျသွားတယ်လို့တခိခိရည်နေတော့တယ်ပချိုင်ကလေးတွေပေါ်လာကြတယ်ဗစက်မှာလက်ဖမိုးကလေးနဲ့ပိတ်ပြီးတကိုယ်လုံးရိမ့်ထိုးအောင်ရီးနေတယ်ပိုင်လှပြီးလို့အားရကျေနပ်နေပုံရပါတယ်အောက်မလေးဘဲဥမဘဲတော့ကရောက်လာတယ်လေငါ့ကိုလန့်သွားတာပဲပြောလိုက်ကမှ ိုပြီးသဘောကျသလိုရေရင်မောရင်ကျွန်တော်ခြေတင်ရခုံပေါ်မှာ ဝင်ထိုင်လိုက်ပါတယ်။ဆရာကိုဖះကပြန်လာကလေးကရေလောင်းမို့ကြံစီထားတာလို့ပြောပါတယ်။ကောင်းဗျာပြီးတော့မှသာဆရာလောင်းတော့ငိုမဲ့မနေနဲ့နော်။အခုမလောင်းသေးဘူး။ပြန်တော့မှလို့ကျင်းလိုက်ပြီးစာအုပ်စင်မှာစာအုပ်ကိုပြန်ထားလိုက်ပါတယ်။ gain so coffee တောက်မလား?ဖယုံယူစားမလား?ပေါင်မုတ်ချုံနဲ့နွားနို့တောက်မလားလို့ တင်းမောဘော်ကဝယ်ထားတဲ့စားစရာတွေကို စားမလားလို့မေးပါတယ်။အဝိုင်းဘာမှမစားချင်တော့ဘူး။မနှက်ကလေးကဖုန်ကြီးကြောင်းသွားကြပြီးဆုံးကတ်ကြလို့ကြောင်းကစားခဲ့ရတာဤဘောကိုလှိုင်းနေပြီ။အမေတဲဟုတ်ပါလား။ဒီလိုမှန်းသိရင်တို့များတော့လိုက်သေး။ဘာသာရေးရှိတဲ့လူမှန်သမျှတော့အကုန်ကြောင်းကိုလာကြတာပဲ။ကိုဘမီတော်မှကြောင်းမှကြံရစ်သေးတယ်။ဆရာသားလို့ကျွန်တော်ကို မတင်မကြစောင်းပြောပါလေ။အမေတို့များလဲဘာသာရေးရှိပါ ကြည်လေအခုဆိုရင်ဖះရရေတက်ပဲပြီးပြီးအင်ဂျင်မန်းတွေကပ်ပြီးပြီးဖះစင်ကိုမော့ပြလိုက်ပါတယ်ဟာအင်ဂျင်မန်းတွေတဲဟုတ်ပါလားလှလိုက်တာနော်လို့အာပတရပြောပါတယ်ပန်းကိုမြင်လို့လိုချင်လာဟန်တူပါတယ်ဘာလဲပန်းချင်းမြင်ပြီလားခေါင်းညိတ်ပြပါတယ်ပန်းချင်းရတာပေါ့မြင်လားကြောင်အိမ်ပေါ်ကစလုံးထဲမှာလို့အတွင်းဘက်မိဖို့ကြောင့်ကိုမေးထိုးပြလိုက်ပါတယ်ဘဲဥဟာဝမ်းတာတဲ့အခါ မိန်းကလေးတို့မြေတက်တဲ့ကိဆိုတဲ့အတန်ကိုပြုတ်ရင်အင်ဂျင်ပန်းရှိရာပြေးပါတယ်ကျွန်တော်ဟာအမြဲတမ်းအဝိုင်းကိုကြည့်ပြီးအိမ်မှာကြံရစ်ကြတဲ့နှမကလေးတွေကိုသတိရမိတတ်ပါတယ်သူတို့နဲ့ကင်းကွာနေရသမျှအဝိုင်းရောက်လာမှအစားကောက်ရတဲ့နှမတပွဲ ကြည်နူးခဲ့ရပါတယ်နှမများထံစာရေးတိုင်းအဝိုင်းအကြောင်းကိုထည့်ရေးတယ်ကြာတော့နှမအကြီးမိအေးကတဝိုင်းနဲ့ဝိုင်းနေတော့တော်တော်ကြာအဝိုင်းနဲ့လေးတော့ ဖြစ်နေအောင်ပဲလို့နောက်ပါတယ်။အိမ်ချင်းမန်းတွေတကောင်းလုံးဝေနေအောင်ပန်ပြီးနံရံမှာချိတ်ထားတဲ့မှန်ကလေးမှာကြည့်ပြန်ပါသေးတယ်။စောစောကထက်မြူးကြွနေလေတယ်။ခြီပြော့လေးကိုတစ်တရေရေဝတ်ထားတဲ့အဝိုင်းမှာပန်းများဝေနေတာကြောင့်ဝိုင်းဝိုင်းပုပုကလေးဖြစ်နေတော့တယ်။တကယ်ကလေးငယ်တဲ့ဖွယ်ပဲ။နောက်တော့ညတာပါတီနဲ့ပြန်တော့မယ်ဟန်ပြင်လေတော့တယ်။ဘာရမလဲနေအောင်တို့များကိုတစ်ခွက်လောင်းရင် ူများတအိုးလောင်းခံထိမှာပေါ့လို့ဆိုပြီးကျွန်တော်ကတကားပေါက်ရှိက စီးတလိုက်ပါတယ်။ထုံးစံအတိုင်းမျက်လွှာကြီးကိုပင့်ပြီးမျက်လွှာကြီးကိုချပြီးနှက်ခမ်းကိုစူတူတူလုပ်နေပါတယ်။ကျွန်တော်သူ့ကိုကြည့်ပြီးရီးချင်းလာပါတယ်။သူလဲသူ့ကိုသူဦးလေးကြီးတယောက်ထံမှာနှွေချင်းစိုးချင်းစိတ်ပေါက်လာဟန်ရှိပါတယ်။ပြီးတော့အင်းအင်းနဲ့လုံနေပြန်ပါတယ်။ဒါပေမဲ့ခေါင်းငုပ်ပြီးငြိမ်နေတာကြောင့်ကျွန်တော်ဘေးကတောက်ရီအိုးကိုအသာမပြီး သူ့ခုတ်ပေါ်ကသုံးလောင်းလိုက်ပါတယ်။အပါအေးလိုက်တာပါလားဆရာလို့ရှိုက်တန်နဲ့အော်ရှာပါတယ်။နနခင်းတောက်ရီအိုးမှရေကတော့မအေးပဲဘယ်မှာရှိမှလဲ။သူ့ကိုယ်သူလင်းရင်တွန့်ရင်ခါရင်ရမ်းရင်နဲ့ခေါင်းကပန်းတချို့တော့ပြုတ်ကျကုန်တော့တယ်။ရော်ပေးရော်ပေးလို့ခြေချင်းပုတ်ဆောင်ပြီးကလထိုင်ပေါ်ထိုင်ချလိုက်တယ်။တကူလုံးရွှဲရွှဲဆိုနေပြီဒီ။ပခုံးနှစ်ဖက်ကိုလက်ဖွားကလေးတွေနဲ့အုပ်ပြီးပူ၍ ကျုံသွားရင်ခဏကြာတဲ့အခါညက်နာများရှုံ့မဲ့နေတော့တယ်။ဟောငိုတော့မဲလို့ကျွန်တော်ကစလိုက်တယ်။မငိုနိုင်ရှာတော့ပါ။အမှန်မှာသူ့နှုတ်ခမ်းတွေပြာတက်လာကြတယ်။ပြီးရင်မေးတွေရိုက်လာကြတယ်။ပြီးရင်တကူလုံးတဆက်ဆက်တုံးလာကြတယ်။ပခုံးကိုလက်ကလေးနှစ်ဖက်နဲ့အတင်းအုပ်ရင်ပုတ်ရင်တုံးနေတယ်။သူ့အင်ကြီးသူ့လုံကြီးတို့ဟာတကူလုံးအသားနဲ့ကတ်နေတယ်။ကျွန်တော်ကြည့်ရင်အားနာသွားတယ်။ တနာသွားတယ်တကယ်ချမ်းသွားရှာတော့ပြီနှွေးဆိုပေမဲ့အညာနနက်ခင်းကတော့အေးမြလာတယ်အဲ့ဒီအထင်မှာတောက်ရီကပိုပြီးအေးစီတော့တယ်အဝိုင်းအေးမိတော့မှာပဲလို့ကျွန်တော်စိုးရင်သွားတယ်မတော်တဆဖျားမှဖြေးလို့ကျွန်တော်တွေးပူမိတယ်ပြန်ရင်မလားပြန်လေးလို့ပြောမိတယ်ဘာလို့ပေးရမယ်ရုတ်တရက်မသိတာကြောင့်ပြောမိခြင်းဖြစ်ပါတယ်ဟုတ်တယ်ဆေးရနယ်ဒီလိုကြီးပြန်လို့လို့တဆက်ဆက်တုံရင်ငူမဲ့မဲ့နဲ့ပြောတယ် ဒီလိုဆိုနေုံနေုံလို့ကျွန်တော်အကြံရတာကြောင့်အိမ်အတွင်းကပြေးပြီးတပတ်စာကြီးတစ်ထည်ယူပြီးခြုံခိုင်းထားရတယ်။နောက်ကျွန်တော်တခုတတိယလာပါတယ်။ကျွန်တော်အညာသွားရမယ်ဆိုတဲ့အခါအမေကလိုရမယ်ရဆေးအဖြစ်ထည့်ပေးလိုက်တဲ့ပြားအောင်တစိမ့်ဘရန်ဒီပလင်းအသေးတစ်လုံးကိုတတိယတာကြောင့်တစ်တာတွင်ကထုတ်ယူလိုက်ပါတယ်။အဲ့ဒီနောက်ဖန်ကွက်ထဲမှာကျွေစွန်းကြီးနဲ့လေးစွန်းတိတိထည့်ပါတယ်။ရေနွေးနဲ့ ကော်ဖီမှုတ်တကြားရောဖြော်ပြီးဘရန်နီခွက်ထဲရောလိုက်ပါတယ်။ခန့်နှွေးနှွေးဖြစ်အောင်လှုပ်ပေးပြီးအတောက်ခိုင်းလိုက်ရတယ်။အဝိုင်းဟာကပြာယူပြီးမော့ချလိုက်တယ်။မော့ပြီးပြို့လာပြန်ပါတယ်။တချို့တဝက်ကိုအံမာသေးတယ်။တီးသွားဟန်တူပါတယ်။ဖြည်းဖြည်းတောက်ရတယ်။ဒါဟာဘရန်ဒီအရန်မမော့ရဘူးလို့ကြင်ရသေးတယ်။နောက်တစ်ချိန်မော့ပြီးကုံသွားပါတယ်။ခဏနေအတုံရက်သွားပါတယ်။အတုံရက်သွားတာကြောင့်အချမ်းပြေပြီး ဟန်ပြီးထင်ကမှတမျိုးဖောက်လာပြန်ပါတယ်။မျက်ခွန်တွေလေးပြီးမှေးပြီးခေါင်းကိုစပွဲပေါ်ပုံချထားပြန်တယ်။လက်တစ်ဖက်က ကလထိုင်ပေါ်မှတွဲလောင်ကျသွားပြန်တယ်။တစ်ချက်တစ်ချက်ဂျုတ်ထိုးနေပါတယ်။ခတ်ပြီးလို့ညင်းမိတယ်။ဒီလောက်အမှုမြန်ရကောင်းလာကလေးရဲ့လို့ရေရွတ်မိတယ်။ကျွန်တော်ညီးတန်ကြားတဲ့အခါမျက်ခွန်တစ်ချက်လှမ်းကြည့်တယ်။ကျွန်တော်တော့လန့်သွားတယ်။မျက်စွာဖျားတေသွားမှဖြဲလို့ထိတ်သွားတယ်။ အခုအချိန်ဒီအတိုင်းဆိုရင်သူ့အိမ်သူပြန်ဖို့တာလို့မဖြစ်နိုင်တော့ချေမတော်တဆတကြီးကတော်တို့တိသွားရင်လည်းခတ်ရတော့မယ်။ဧကန်းမှာအခုလိုထားရပြန်အောင်လည်းမသိ။အကြံရခတ်နေမိတယ်။ဒါပေမဲ့ကျွန်တော်ခင်းတဲ့ဆက်ကျွန်တော်တင်းရတော့မယ်။ကဲဝိုင်းခဏလှဲနေအောင်တော့လို့သူ့ပခုံးလေးကိုပုတ်ရင်ပြောရတယ်။မျက်စိကမဖွင့်ပေးခေါင်းကိုတော့နှိမ့်တယ်။ဒါဖြစ်ထအဝိုင်းထထားလို့ပုတ်၍ခေါ်ပြန်တယ်။ ထမယ်တော့လှုပ်သေးတယ်ဒါပေမဲ့လက်ကလေးတွေသာလှုပ်တယ်လို့ရှိပြီး ကိုကပါမလာပြီကျွန်တော်ဟာ သူ့ကိုပခုံးနှစ်ဖက်က ထိမ့်ရဲ့မသေးတယ်တရုတ်ကြီးဖြစ်နေတယ်မလို့မရတာကြောင့်ဂျိုင်းနှစ်ဖက်ကလက်ရှူပြီးထူသေးတယ်နှီးအစည်းကြီးလို ခွေရွေသာကြာနေတယ်မထူးတော့တာကြောင့်ပွေ့ချီလိုက်ရတယ်သူ့အသက်ရှူတမ်းမှာအိမ်မောကြာနေတယ်လို့ပြင်းပြင်းကြီးရှူးနေတယ်နှာခေါင်းနဲ့ဗစက်က ဘရန်နီနဲ့တွေထွက်လာတယ်။မီမီဟာကျွန်တော်အေးအေးမိတဲ့အခါဘရန်နီလေးစွန်းတိုက်တယ်လို့ပြောပါတယ်။အခုလဲသူ့ကိုလေးစွန်းသာတိုက်ပါတယ်။ဇွန်ချင်းများ မတူလေရော့သလား။ခလေးမကတော့တကယ်မူးသွားတော့တယ်။အတွင်းကမ်းမှာရှိတဲ့ကျွန်တော်ကရင်ပေါ်မှာအသာချတိတ်ပြီးတကလက်ဆောင်တစ်ထည်ကိုဖြန့်ချုံပေးလိုက်ပါတယ်။ဒါပေမဲ့ရွှဲရွှဲဆိုနေသေးတဲ့သူ့အဝတ်တွေကရှိနေသေးတယ်။ဒီအတိုင်းထားရင်အေးအေးအမိကြီးမိသွားနိုင်ပါတယ်။ ကျွန်တော်ဟာသူ့အတွက်အစအဆုံးပြုစုရပြီတော့မယ်အဲ့ဒီလိုနဲ့အကြံထုတ်ရပြန်ပါတယ်မတက်တာတော့တဲ့အဆုံးအခန်းတွင်းကထွက်ခဲ့ပြီးကျွန်တော်နဲ့ခတ်မလန့်မကန်တဲမာနေတဲ့ဒေါ်ဖွားတိုက်ကိုလှမ်းခေါ်ရတော့တယ်ဒေါ်ဖွားတိုက်ကတော့ကျွန်တော်အဝတ်အစားတွေရှော်ဖို့ခိုင်းနေရတဲ့အမဲကြီးတူဖြစ်ပါတယ်အေးဒီကြီးပဲရောက်လာပါတယ်သူရောက်လာပြန်တော့ကျွန်တော်ဘာကစပြောရမယ်မသိသလိုဖြစ်နေပါတယ်သူလည်းကျွန်တော်ကိုကြောင်ကြည့်နေပါတယ်ဒါပေမဲ့ မတက်တာတော့တာကြောင့်အဝိုင်းရေဆိုပြီးအအေးမိအဖျားတက်နေကြောင်းဒါကြောင့်ဆောင်းချုံအတွင်းကသူ့ရေဆိုအဝတ်တွေကို ထုတ်ယူပြီးဆောင်းလုံးလုံးခြုံပေးဖို့ကိုပြောရပါတယ်။ဒေါ်ဘွားတိုက်လဲရုတ်တရက်နားမလဲလို့ငေးနေပါတယ်။အဝိုင်းကဗမာလဲလို့တောင်မေးနေပါသေးတယ်။နောက်ဆုံးဒေါ်ဘွားတိုက်လက်ကိုဆွဲပြီး အတွင်ကန်ခေါ်ခဲ့ရပါတယ်။အဖျားတက်နေလို့ပြောလမ်းမှာလဲရေဆိုလာလို့အဲ့ဒါအဝတ်တွေကိုယူပစ်ပြီး ဆောင်ချုံပေးထားဖို့ပြောတာလို့ဗဇက်ကခတ်အုပ်အုပ်ပြောရင်လက်ကလည်းမျက်လှဲ့စရာတယောက်ရဲ့ပုံတရံကဲ့သို့ဖုံးလွှမ်းထားတဲ့ပဝါစာအောက်ကအထူးအဆန်းပစ္စည်းကလေးများတစ်ခုပြီးတစ်ခုထုတ်ပြသလိုအမှုအရာပါလုတ်ပြားမှဒေါ်ဖွားတိုက်ဟာ နားလေသွားတော့ဟန်ခေါင်းတဆက်ဆက်ညှိရင်ကျွန်တော်ကိုအပြင်သာထွက်လို့အမှုအရာပြတာကြောင့်အခန်းပြင်ကတကားကိုစီရင်စောင့်နေရပါတယ်ကျွန်တော်ဟာအပြင်ကတစ်ချိန်လုံးစောင့်နေရပါတယ် တစ်ချက်တစ်ချက်အဝိုင်းရဲ့ညီးတန်ကြားရပါတယ်။အဲ့ဒီအခါကျွန်တော်ကိုယ်တိုင် ပြေးဝင်ကြည့်ကျင်တယ်လို့ဖြစ်ပါတယ်။တစ်ချက်တစ်ချက်ပြို့တန်းလို့လို့ကြားရပါတယ်။အဲ့ဒီအခါကျွန်တော်နှရွက်တွေစွင့်သွားမိပါတယ်။ဂရင်ပေါ်မှာဒေါ်ဖွားတိုက်တက်လိုက် ဆင်းလိုက်လှုပ်တန်းကြားရပါတယ်။အဲ့ဒီအခါအဝိုင်းနိုးသွားမှစိုးနေပါတယ်။လှုပ်ခိုင်းတဲ့အတိုင်းနေရာတကျမှရှိပါလေရဲ့လားလို့လဲအဖွားကြီးကိုစိတ်မချတယ်လို့ဖြစ်မိပါတယ်။ကိုယ်တိုင်ဝင်လို့လည်းမဖြစ်ပါ ကြာလိုက်တာလို့သာအောင်ရင်စောင့်နေရတော့တယ်ခဏကြာမှအတွင်းတကားပုံတန်ကြားရတာကြောင့်ဖွင့်ပေးလိုက်တယ်အဖွားကြီးရေဆူအဝတ်တွေကိုလုံးထွေးယူလာတယ်နေရတကြားမှဖြစ်ခဲ့လားလို့အတွင်းကန်အဝကကတင်းမော်ကိုလှမ်းကြည့်လိုက်မိတယ်ဒကလက်ဆောင်နဲ့ပတ်ထားတဲ့အဝိုင်းရဲ့အရက်ဟာတော်ရွေရွှေထွက်လာတယ်ထင်ရတယ်အိမ်မောကြသလိုပျော်နေပေတယ်အခုအခါမျက်လွာကြီးတွေကိုပင်မကြည့်တော့ကြီးမျက်တောင်ကော့ကြီးတွေရှက်လျက် ပစုံကလေးနှစ်ဖက်ထွက်နေအောင်နှက်ခမ်းချင်းထက်စေးလျက်အိမ်မောကြနေတယ်။ဂရင်ဘေးကခြေတံမကြအောင် ဖော့နေရင် အပြင်ကိုထွက်ခဲ့တယ်။ဒေါ်ဖွားတိုက်ဘယ်ရောက်သွားပါလဲ။အလန့်တကြားဝရဏစီပြေးထွက်ကြည့်ရပြန်တယ်။အေးအေးဆေးဆေးပဲဝင်းထရန်တန်းမှာရေစိုဝတ်တွေတွားလန်းနေပြန်တယ်။ကျွန်တော်ဟာဒေါ်ဖွားတိုက်လို့အလန့်တကြားခေါ်လိုက်ရပြန်တယ်။အဖွားကြီးလန့်သွားဟန်တူတယ်။ရေစိုဝတ်တွေကို လုံးပြီးပြန်ရုပ်လိုက်တယ်။လက်ရခေါ်ရတယ်။နောက်မှ ကရင်ချင်းရင်တန်းပေါ်လွှားထားဖို့လက်ရိတ်လက်ချေပြရတယ်။နားလေသွားဟန်တူတယ်။ကျွန်တော်ကိုအပြင်ကသာနေဆိုတဲ့သဘောနဲ့မျက်ရည်ပြန်ပြတယ်။နောက်တကားကိုတည်တည်ချာချာစိတ်ထားလိုက်တယ်။အခုမှ အလုံးကြီးကျသွားတော့တယ်။နောက်သူ့နိုးလာတဲ့အခါအဝတ်တွေအရန်သက်ခြောက်နေပြီမယ်။ဒေါ်ဖွားတိုက်လဲအိမ်ကိုပြန်သွားတယ်။ကျွန်တော်လဲစိတ်အမောဖြစ်ရင်ပလက်ကလထိုင်ပေါ်ခြေပြစ်လက်ပြစ်လက်ပြစ်ထိုင်ချလိုက်တော့တယ်။ အဲ့ဒီနောက်မိကနေမိကနေငိုင်မြီးသွားတော့တယ်ကျွန်တော်အိပ်ပျော်သလိုလိုရှိနေရကနိုးလာတဲ့အခါညက်နေစောင်းလာပြီအဝိုင်းကိုတတိရတာကြောင့်တကားကိုလှမ်းကြည့်တယ်စိတ်မြင်အတိုင်းရှိနေတယ်အခုထက်ထိများ အိပ်ပျော်နေသေးလားမသိရေလှူဖို့မြစ်ကိုရေခတ်ဆင်းသူတွေဆင်းကုန်ကြပြီရေလှူဘက်မှာအဝိုင်းပါရအောင်မယ်တော်တော်ကြာလိုက်ရှာကြမေးကြမြန်းကြလုံနေကြတော့မယ်ကျွန်တော်စိတ်ပူလာတယ် မြေစိတ်ကိုလှမ်းချတဲ့အခါရေအိုးကိုစီနဲ့တငယ်မတွေကိုမြင်နေရတယ်။မော်တော်ဖြူဖြူကလေးတစ်စင်းကလည်းကန်းကခွာစဖြူနေတယ်။မော်တော်ကိုလှမ်းပြီးတချို့ကလက်ရမ်းပြနေကြတယ်။ဘယ်အချိန်ဆိုက်လာခဲ့သေးပင် ကျွန်တော်မသိလိုက်။တကားကိုပုတ်ပြီးအဝိုင်းကြီးအဝိုင်းကြီးလို့နှိုးပါတယ်။ထူးတယ်မကြပါခက်ကြဲကြဲပုတ်နှိုးပါတယ်။မရပါထပ်ပြီးခပ်ပြင်းပြင်းထုရင်ခေါ်ပါတယ်အိတ်ခမ်းမှာငင်းချက်သားကောင်းနေတယ် အဲ့ဒီလိုနဲ့စိုးရင်လာပြီးတကားကိုဖွင့်ဝင်လိုက်မိပါတယ်ဘလို့ဖြစ်ပါလဲဂရင်မောမအဝိုင်းမရှိတော့ဘီသူ့အဝတ်ကလေးတွေလည်းမရှိဘီအဲ့ရဘေးကပြတင်းတကားပွင့်နေတယ်အဲ့ဒီအပေါက်ကစင်းပြေးဟန်တူပါတယ်ဆောင်းကလေးကိုတက်ရက်စွာ ခောက်ပြီးခြေရင်းမှာထားခဲ့တယ်ခေါင်းအုံဘေးမှာစာကလေးတစ်စောင် တွေ့ရတယ်တူတူပဲရေးထားတယ်ဆရာရဲ့ဆရာမျက်နှာကို အဝိုင်းဘယ်တော့မှ တီဝန်တော့မှမဟုတ်ပါဘူး။ why ဟူ၍ဖြစ်ပါတယ်။ now တကြီးအိမ်သွားစုံစမ်းကြည့်ပါတယ်။အဲ့ဒီနေ့ကပြာကြီးပြာရာနဲ့တစ်ထုတ်လို့ရေးဘက်ကမော်တော်ဂျုံနဲ့မော်လိုက်ကိုလိုက်သွားကြောင်းပြောပြ၍သိရပါတယ်။တရက်နှစ်ရက်မျောသည် အဝိုင်းပေါ်မလား။တစ်လနှစ်လမျောသည်အဝိုင်းပေါ်မလား။တစ်နှစ်နှစ်နှစ်မျောသည် အခုဆိုရင် ထိုးတဲ့ကြံမှာ15နှစ်ပင် ရှိခဲ့ပြီ။ အဝိုင်းကတော့မပေါ်လာတော့အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်ရှင်။